ကိုစိုးလွင့်တို့မမိုးတို့လိုမျိုးဈေးရောင်းတဲ့အလုပ်ကမှလှုပ်ချင်ပါတယ်ဆိုတော့ကိုယ့်ရဲ့ညီကိုမောင်နှမတွေအတွက်သတင်းကောင်းလေးပါဈေးရောင်းတဲ့အလုပ်တစ်ခုအဲ့ဒါကျွန်တော်လာပြီးတော့ပြောပြပေးတာဖြစ်ပါတယ်ဈေးရောင်းရမယ်ကျွန်တော်တို့လင်မယားလိုပဲဒါပေမဲ့ကျွန်တော်တို့လင်မယားစီမှာတော့မဟုတ်ဘူးเนาะကျွန်တော်တို့ ਨੇ ဟိုတငယ်ချင်းပေါ့เนาะဒီဝက်ရှော့ဆရာသူ့ရဲ့တထေးမကစိုင်ဖွင့်လာတဲ့အမျိုးသမီး ။နော်ဘာလို့လဲဆိုတော့အဲ့မှာကျွန်တော်အလှကုန်ပစ္စည်းတွေပါတယ်အဝတ်ထည်တွေပါတယ်အတွက်ကိုအမျိုးသမီးကိုမှတော်တော်လက်လက်ချ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 ာနဲ့အဲ့လိုမျိုးကဈေးရောက်တော့ပြည်စီလီပြောတတ်တဲ့တဲတို့ရချစ်တို့ရအတာလေးဆိုတဲတို့နဲ့အရန်လိုက်မယ်နော်ဘာလဲအဲ့လိုမျိုးတော်တော်လက်လက်ချ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 ာပြောတတ်တဲ့ main ကလေးတယောက်ကိုကျွန်တော်တို့အလုတ်ခေါ်ပြီးမယ်လောက်ရမှာကတော့ကျွန်တော်တို့မဲဆောက်မှာလောက်ရမယ်ဖြစ်တယ်နော်မဲဆောက်မှာလောက်ရမယ်အလုတ်အကြောင်းအလုတ်ကအလုတ်ကြောင်းရနောက်ပြီးတော့ကျွန်တော်တို့ဘလောက်ပတ်စံရမလဲဆိုတာကွာကျွန်တော်တငယ်ချင်းဟိုပါဟိုကျွန်တော်တငယ်ချင်းနဲ့ဓာတ်ရိုက်ပြော အဲသူလည်းညာဘက်ကျရင်ဝိုင်းအောင်ပြီးမယ်ပြလို့ရှိလို့ဆိုတူတူလောက်အောင်အလုံးတော့တထေးမအိမ်မှာဟိုသူကတထေးမစာရင်းဖွင့်လာတယ်ဗျာအကြီးပဲအဲ့ဒါမှအဲ့လိုဈေးရောက်တော့ဝါဒနာပါတယ်ဆိုတော့ကိုယ့်ရဲ့ညီမလေးတို့အရင်မှတော်တယ်အဲ့ဒီကနေပြီးတော့ကိုအတွေ့အကြုံဘဟုတုတ္တရတွေလည်းအများကြီးရပါဘောနော်ဈေးရောက်တဲ့အတွေ့အကြုံတွေရမယ်ဈေးရောက်ဘူးတဲ့လူဆိုလို့ရှိရင်သူကပို့ပြီးတော့အဆင်ပြေတယ်လို့ပြောတယ်ဒါပေမဲ့အခုမှအသက်ဆိုလို့ရှိရင်လည်းဟို train me သွားပါနော်ဘယ်သူမှတော့မွေးကြတဲ့မလောက်တက်လာဘူးဒါပေမဲ့အဲ့လိုမျိုးသူကခေါ်တယ် အဲ့ဒီခေါ်တဲ့ဥစ္စာကိုဒါကျွန်တော်ကနေပြီးတော့ပြန်လဲပြီးတော့တင်ပေးကြခြင်းဖြစ်ပါတယ်ကိုညီမလေးတွေအလုပ်ရပါစေခြင်းလို့နောက်ကျွန်တော်အာမတော့မခံဘူးเนาะအာမမခံဘူးဆိုတာဒီလိုရှိတယ်เนาะဒါကျွန်တော်လဲကိုယ်တိုင်ထိပ်ပွားလို့အဲ့ဒီအလုပ်လုပ်မဲ့ကလေးတွေသူကသူကျွန်တော်ကဒီကနေတင်ပေးတာခြင်းပဲရှိတယ်ဂျန်တဲ့ကိစ္စတွေကျွန်တော်နဲ့ဘာမှမဆိုင်ဘူးเนาะဒီပတ်စံနေပါတွေကကြတော့စိတ်ချရတယ်တဲ့လားပတ်စံနေပါတွေကသူတို့ဟိုစိတ်ချရတယ်ဆိုတာသူတို့ပေးတဲ့ဗာရညာအဲ့အဲ့ရနေတော့မဟုတ်ဘူးဘာကြောက်တာလဲဆိုတော့အဲ့လက်လောက်တဲ့ကောင်မလေးကသူတချို့ကယောက်ျားရှိရလဲပြင်မှာ အဲတကယ်လို့ယောက်ျားမရှိဘဲနဲ့အပြူလည်းဖြစ်ရင်ဖြစ်မယ်အပြူဖြစ်နေသူမိဘရှိတယ်ယောက်ျားရှိနေသူယောက်ျားရှိတယ်တကယ်လို့အလုံးလုံးနေသူကသူဟို ကြီးသားထားတာတို့လင်းနောက်လိုက်တာတို့အဲသူကသူဟိုအာဝါဟဝိဝါဖြစ်တာတော့ကျွန်တော်တာဝန်မယူနော်ကျွန်တော်လည်းဘာမှမဆိုင်ဘူးနော်သိလည်းမသိဘူးနော်ကြိုးပြောတာလားအားလုံးလည်းဆိုတော့အိမ်မှာတော်မှာဒူမလေးတယောက်ဟိုမှာတနာလို့ဆိုပြီးလူတယောက်ခေါ်တင်လာတယ်ဒူမလေးနဲ့ရည်စားဖြစ်တော့အမတ်မို့ဒူမလေးနဲ့ရည်စားဖြစ်ပြီးတော့လိုက်သွားတော့သူတို့မိဖေတွေကကြိုက်တာသူတို့ကသူတို့ဟိုပြောမယ်ဆိုလို့ရှိရင်တနာရာကဖြစ်လို့ ကြိုက်ကြတာဗျာတယောက်နဲ့တယောက်နဲ့အဲတဏ္ဍာတဏ္ဍာရာကဖြစ်လို့ကြိုက်ကြတာပြီးအပြစ်ကတော့ကိုယ့်အပြစ်ပါတယ်အဲအဲ့လိုမျိုးကျွန်တော်လည်းအတင်းသပေးတာတို့တို့ကြိုက်ပြီးလိုက်သွားတာအဲကျွန်တော်တို့ခေါင်းပေါ်ကြတာဗောနော်ဒါကြောင့်မလို့ဒီကိစ္စမှာတော့ကျွန်တော်ကအလုပ်လေးကိုပြောပြပေးတယ်စက်ပေးတယ်အဲ့ဒါမှအလုပ်ရှိတယ်တွတ်လို့ကြံတဲ့ကိစ္စကျွန်တော်တာဝန်မရဘူးကြံတဲ့ကိစ္စဆိုတော့ပတ်စံတော့မပါဘူးပတ်စံကတော့တို့မှန်တယ် အဲကိုတလားသူဘလားဆိုဘလားကိုကကိုဈေးစကားပြောပြီးပတ်စံကတော့အစိတ်ချရတယ်ပတ်စံတော့မှန်တယ်ကြံတဲ့ဥစ္စာလူမှုရေးနဲ့ပတ်သက်တဲ့ဟိုဟာနဲ့ရှုပ်တာတို့ဒီမှာရည်စားဖြစ်တာတို့ဟိုကောင်နဲ့ချိန်တွေ့တာတို့ဒီကောင်နဲ့လိုက်တာတို့ဟိုဟာဖြစ်တာဒီဟာဖြစ်တာကျွန်တော်တို့လုံးဝတောင်းဝန်မယူပါဘူးเนาะကျွန်တော်လုံးဝတောင်းဝန်မယူပါဘူးဘာလို့ဆိုတော့ကြောက်လို့ဟိုအခုခေတ်မှာလေဘယ်လိုလဲဆိုတော့ပြောလို့မရအောင်တောင်းနဲ့တောင်းဘာမှတော့မသိရအိမ်ပေါ်မှာထားတိုင်းနဲ့၁၀ရက်၁၅ရက်နဲ့လဲကြိုက်ပြီးတော့အဲ့လိုမျိုးဟို ဟိုကာမဆက်ဆန်ရင်လည်းဆက်ဆန်နေကြတာဆိုတော့လေအဲ့တော့ကျွန်တော်အဲ့ဒီကိစ္စတွေကိုအရန်ကြောက်တယ်ကိုခေါင်းပေါ်ကြောက်လာမှအရန်ကြောက်တယ်တလားကိုကိုယ်တိုင်လည်းကြုံတွေ့ရတော့လေအခုတော့မှသူ့အမတွေဆိုလို့ရှိရင်သူ့ကိုမခေါ်တော့ဘူးဗောနော်စကားလည်းမပြောတော့ဘူးမသိရင်ကိုပဲအတင်ရိုက်ပြီးသားသူတို့ကသူတို့ရောဟိုမှာတတားရရဖြစ်နေပြီကိုတွေကအဲ့လိုမျိုးဖြစ်တဲ့အတွက်ကိုလူခေါ်ပေးတယ်နော်ဒါပေမဲ့ ကြံတဲ့ကိစ္စကိုကျွန်တော်တာဝန်မယူပတ်စံကတော့ထွက်မှန်တယ်ပတ်စံကတော့ကျွန်တော်လည်းအာမောက်ခံပေးလို့ရတယ်ပတ်စံကတော့တေးကြတယ်ဒါပေမဲ့ကြံတဲ့လူမှုရေးကိစ္စသူကသူလင်းနေတာတွေဟိုရည်စားနေတာတွေဘာတွေကကျွန်တော်တာဝန်မယူပါအောင်เนาะအဲ့ဒါလေးပြောချင်ပါတယ်အလုပ်လုပ်တဲ့လူများအပေါ်မှာကျွန်တော်ဖုန်းနံပါတ်ထားထားပေးရဲ့အဲ့ဒီဖုန်းနံပါတ်ကိုဓာတ်ဆိုင်ဆွတ်သွဲပြီးတော့မေးပါကျွန်တော်ရဲ့တငယ်ချင်းကျွန်တော်နဲ့ဗီဒီယိုရေးရိုက်နေတဲ့ workshop ဆရာလေးအဲသူစီမှာသူတထေးနဲ့သူတို့စီမှာသူတထေးစီမှာလောက်ရမယ် online ဈေးစရောင်းရမယ်ဖြစ်ပါတယ်เนาะကဲကိုကြီးကိုမောင်တော်မတွေမြင်မြန်အဆင်ပြေကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်เนาะ เรียนเอาไรแต่เราเดาว่าม่อยู่เนาะ